Hello အားလုံးပဲမင်္ဂလာပါရှင်။အာမိုးဗီဒီယိုလေးမလုပ်ဖြစ်တာနဲ့လည်းကြာသွားရေပေါ့နော်။မိုး YouTube ကိုပြန်ပြန်ကြည့်လို့ရှိရင်တော့အော်ငါဗီဒီယိုမလုပ်ဖြစ်တာအရန်ကြာပြီဆိုပြီးတော့တတိတော့ရရတယ်။ဒါပေမဲ့အာပြီးခဲ့တဲ့လတွေကတော့မိုးအရှိမအရန်ចောင်းစာရင်းနဲ့ရောတခြားဒီចောင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေရောပေါ့နော်။အရန် stress ဖြစ်နေတဲ့ကာလလည်းဖြစ်တော့မိုးဘယ်လိုမှဒီ vlog တွေလုပ်ဖို့အတွက်တီးတဲ့အချိန်မပေးနိုင်အောင်ဖြစ်နေကြရေပေါ့နော်။ အခုမိုးထမ်းအခုအဲထမ်းစွာမိုးကြောင်းတက်နေရလဲတတိယမြောက်ထမ်းဖြစ်သွားပြီပေါ့နော်တတိယမြောက်ထမ်းဖြစ်သွားပြီထမ်းအစလေးလည်းဖြစ်နေတော့မိုးလေးနဲ့အချိန်လေးတော့ထွက်နေရပေါ့ထွက်နေရခေငါ vlog လေးပြန်လုပ်မယ်ဆိုပြီးတော့အပြန်ပေါ်လာပြီပေါ့နော်ဆိုတော့ အဲဒီ vlog ထဲမှာမိုးစဉ်းစားရတယ်ပေါ့နော်။ဘာအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ပြောမလဲဆိုလို့ရှိရင်မိုးဒီ vlog မှာတော့ဒီအစစဉ်းစားရငါဟန်ဆောင်ခြင်းလူပညာလို့ပြီးရင်ကောင်းမလားလို့တော့မိုးစဉ်းစားမိရပေါ့နော်။ဘာဖြစ်လို့ဆိုတော့မိုးဒီအခုစင်ကုန်မှာနေနေရဲ့ကာလတွေမှာမိုးလေးလာဖြစ်ခဲ့ရတယ်မိုးအာ learn ဖြစ်ခဲ့တဲ့သင်ခန်းစာတွေနဲ့ပတ်သက်ပြီးတော့ share လုပ်ပေးခြင်းနဲ့အာ vlog ကြည့်တဲ့တပုတ်လိုမျိုးပဲဖြစ်မယ်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့ မိုးကအရင်တော့ကဘယ်လိုမျိုးနေခဲ့လဲဆိုလို့ရှိရင်မြန်မာပြည်မှာဆိုလို့ရှိရင်မိုးကကိုအေးအေးဆေးဆေးနေတဲ့နေရာမှာပါတယ်ပြီးတော့လူတွေနဲ့လည်း တငယ်ချင်းရနေသွားဆရာရှာလဲသွားတယ်ဆိုရှယ်ပွဲတွေလည်းတက်ဆရာရှာတက်တယ်ဆိုပေမဲ့အရန်နေပေါ့နော်မိုးကအရန်ကြီးအာဆိုရှယ်ဘက်တာဖလိုင်းတော့မဟုတ်ဘူးဒါပေမဲ့မဖြစ်မနေသွားမဲ့ပွဲမျိုးလေးဆိုရင်တော့မိုးသွားတယ်ပြီးတော့တယောက်တည်းလဲနေရတာအရန်ဟိုမှာအဆင်ပြေပြီးတော့အသားကျနေခဲ့တဲ့အချိန်မှာပါတာပေါ့နော်ဘာဖြစ်ဖြစ်လို့သွားတာလာတာစားတာတောက်တာလို့ဆရာရှင်လဲကော့ကိုတယောက်တည်းလုံနေသွားနေစားနေတဲ့သူမျိုးပေါ့ဒါပေမဲ့ဒီမှာလာနေတဲ့အခါကျတော့ အော်ဒါတော့မိုးရဲ့ vlog ကိုခုမှကြည့်ပြီးတော့မိုးဘယ်သူမှမသိသေးတဲ့သူတွေဆိုလို့ရှိရင်မိုးကအခုလတ်အခု lossy ပေါ့နော်စင်ကာပူမှာမိုး master တက်နေပါတယ်ဆိုတော့ master တက်နေတာဒီနှစ်အစလောက်ကနေစတက်နေတာဆိုတော့အခုဆိုရင်မိုးရဲ့6လထဲမှာပေါ့နော်တတိယမြောက်ထမ်းကိုရောက်နေပြီပေါ့ okay ဆိုတော့အဲဒီကိုစရောက်တဲ့အခါမှာမိုးအဲအများဆုံးတက်တဲ့ကြေကနာကတော့ဗာလဲဆိုတော့ဒီလူမှုဆက်ဆံရေးပေါ့နော်ပေါင်းတင်ဆက်ဆံရေးအဲအဆင်မပြေတဲ့ကြေကနာလို့ပဲမိုးပုံဝင်လင်းပြောရမှာပေါ့နော်ဘာဖြစ်လဲဆိုတော့မိုးက အရင်တော့တော့ကိုယ်နိုင်ငံမှာကောက်ကူနေတာကကြတော့ဟိုကို့ထလေးနဲ့ကိုဆိုဘလွဲဖြစ်ကအဆင်ပြေတယ်ဟုတ်တယ်အဲငွေချင်းလေတော့သူ light house light type ရှိပြီးသားပြီးတော့လုပ်နေတဲ့လုပ်ငန်းကလည်းကိုယ့်ရဲ့အိမ် family business ထင်မှာပဲပြန် run နေရဆိုတော့တိတ်ပြီးတော့မှုတော့ပြဿနာမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီမှာတကယ်ကြောင်းလာတက်တဲ့ခါကျတော့ ဟိုဒီမှာတွေ့ရတဲ့သူတွေရဲ့ပြီးတော့ကျောင်းကလည်းဒီစင်ကာပူမှာဆိုပေမဲ့သူကစင်ကာပူရီယန်နေပဲမဟုတ်ဘူးဒီနိုင်ငံပေါင်းစုံကနေပြီးတော့မတူညီတဲ့ culture တွေပြီးတော့မတူညီတဲ့လူမျိုးတွေစုထားတဲ့အဲနေရာလည်းဖြစ်တာတကြောင်ပေါ့နော်မိုးမှာတော်တော်လေးဒီပြီးခဲ့တဲ့အရှိပိုင်းတွေမှာတော်တော်လေး struggle လုပ်ခဲ့ရလို့ပြောမှာပေါ့နော်ကျောင်းစာကလည်းဖိစီးတာတစ်ခု ပြီးတော့လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာအဆင်မပြေတာတွေကလည်းတခုပြီးတော့ဒီ mobile exchange တွေပါတယ်သွားဖို့လုပ်နေတာတွေမှာ visa ကိစ္စအဆင်မပြေတာတွေရောပေါ့နော်မိုးအရှိမှာတော်တော်လေးစိတ်ပင်ပန်းလူပင်ပန်းနေလည်းဖြစ်ခဲ့ပေါ့နော်ဒါပေမဲ့ anyway ဒါတော့မို့အခုဖြတ်ကျော်တော့ဖြတ်ကျော်ပြီးပြီဖြတ်ကျော်ပြီးပြီဆိုတော့မို့အဲလိလာပြီးတော့နားလိလာတဲ့အရာတခုပေါ့နော်အဲ့ဒါကဘာလဲဆိုတော့မို့မဖြစ်မနေပေါ့နော်လူတွေက အသက်အရွယ်တစ်ခုမှာတော့လေမဖြစ်မနေဒီဟန်ဆောင်တက်တဲ့ဟန်ဆောင်နဲ့ပညာကိုမဖြစ်မနေကျွမ်းကျင်မှုလိုတယ်ဆိုတဲ့ဟာကိုနားလည်လာရပေါ့နော်ရင်တော့ဆိုလို့ရှိရင်ဘိုးကနေခဲ့တဲ့ပုံစံကြီးဘိုးကရိုးရှင်းရှင်းနေနေတူပါအရင်လဲဟိုလူတွေရဲ့ attention တွေကိုတအားကြီးလိုချင်ပြီးတော့ အဲတင်ပေါ်ပြီးတော့အဲ့လိုမျိုးဖြစ်ချင်တဲ့ထဲမှာမမပါဘူးငယ်တဲ့အရွယ်တခုမှာတော့မူစာရပါရေးတယ်လူတွေရဲ့အတိမတ်ပြမှုတခုရခဲ့ရမျိုးတော့မရှိတယ်ဒါမဲ့လည်းအသက်ကြီးလာတဲ့အခါမှာပို့ပြီးတော့ကိုယ့်ကိုအေးအေးဆေးဆေးနေနေတဲ့ထဲမှာမူပူပါတယ်လို့ပြောရမှာပေါ့နော်ကိုယ့်ရဲ့ပုံစံနဲ့ကိုဆိုလို့ရှိရင်တိတ်ပြီးတော့ မတငယ်ချင်းလည်းပေါင်းစရာရှိရပါအောင်နေပြီးသွားလို့ရှိရင်ကွာကိုကိုစပိတ်လေးနဲ့ကိုကွာကိုအေးအေးဆေးနေတယ်ဟိုအဆင်ပြေတယ်လို့ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်လို့နေတယ်အဆင်မပြေဘူးဆိုလို့ရှိရင်လည်းမိုးကပြဿနာရပါရဲ့သွားရှာနေရမျိုးမဟုတ်ဘူးအဆင်မပြေဘူးဆိုလို့ရှိရင်မိုးကအဲခတ်ဝဝေးမှာပဲနေလိုက်တယ်ပေါ့နော်တိတ်ပြီးတော့ပြဿနာရပါရဲ့လည်းသွားမလုံးနေဘူးဒါပေမဲ့တကယ်တကယ်လူလောကရဲ့ဟိုဒယ်လူနေမှုဆက်ဆံရေးအလုတ်အလုတ်ခွင့်နဲ့ဝင်တဲ့ခါမျိုးတွေမှာကိုကအဆင်ပြေတို့ပေါင်းမယ်အဆင်မပြေလို့မပေါင်းဆိုတာမျိုးကြတော့မဖြစ်မနေ လုံးလို့မရတဲ့အနေအထားတွေရှိလာတာပေါ့နော်ဆိုတော့မိုးအနေနဲ့ဘာကိုစပြီးတော့တင်ယူရလဲဆိုတော့မိုးဟန်ဆောင်ရတဲ့ပညာမျိုးစပြီးတင်ယူရတာပေါ့နော်ဒါမိုးဘွားမှာမိုးတို့လိုမျိုးလူတွေနဲ့အဆင်ပြေဖို့အတွက်ဟန်ဆောင်ပြီးတော့နေတယ်လှုပ်တယ်ဆိုတာမိုးရဲ့ပထမအဦးဆုံးအတွေ့အကြုံကိုပြောလို့ရရအောင်လို့ဆိုတော့အရှိမနေခဲ့ဟာရီမှာမိုးအဲ့လိုမျိုးမှမနေခဲ့ရဘူးအဲ့တော့ဆက်စကျွန်တော်မိုးအရန်ခက်ခဲတဲ့အရန်လဲပြင်ပန်းနေပြီးတော့ဟို အဓိကကွာကိုနိုင်ငံကိုလူမျိုးဆိုလို့ရှိရင်ကျတော့အဲ့လောက်ထိအကြောင်းမဟုတ်သေးဘူးပြီးတော့မတူတဲ့လူမျိုးတွေခြားထဲမှာအဲမတူတဲ့ပုံစံမျိုးမျိုးနဲ့ဟန်ဆောင်သွားတဲ့ဟာမျိုးတွေမှာဆိုလို့ရှိရင်ပို့ပြီးတော့ခက်ခဲတာပေါ့နော်အဲ့တော့ဒီမှာမိုးလှုပ်ဖြစ်ခဲ့တဲ့ဟာလေးနဲ့ပတ်သက်ပြီးမိုး sharing လုပ်ပေးစင်တာပေါ့နော်အရင်တော့ဆိုလို့ရှိရင်မိုးကကိုကိုအရန်မိုးစိတ်ကြမှာထင်တယ်ငါအရန်ရိုးသားသားနေခြင်းနဲ့သူရိုးသားလုံးပြီးတော့များတုံးအားတဲ့အခြေအနေထိများဖြစ်သွားမလားလို့တော့မှဖြစ်နေပြီလားလို့တော့မှကိုကိုတွေးမိရပေါ့နော်ဆိုတော့ ဆင်မပြေရင်မပြေဘူးမပြေလို့လည်းပြဿနာတော့မရှာဘူးအော်ငါဒီလိုနဲ့အဆင်မပြေဘူးငါနည်းနည်းလေးရောခက်လန်လန်နေလိုက်မယ်ကိုကအဲ့လိုမျိုးနေခဲ့တဲ့သူမျိုးဒါပေမဲ့အခုဒီမှာကြာတော့အဆင်မပြေလို့ရှိရင်လည်း ြည့်တရားဆောင်ရမယ်မပျော်နေလဲပျော်တရားဆောင်ရမယ်ဒါကတော့ဒီဒီနိုင်ငံမှာမဟုတ်ပါဘူးဘယ်နိုင်ငံမှာမဆိုသူတွေကလိုက်ထိုက်နေရတဲ့သဘောလေးရောရှိတာပေါ့နော်ဒါပေမဲ့မူဒီဘက်ကိုရောက်လာတဲ့အခါမှာတော့ဒီအဓိကမွေးပြဿနာကဘာလဲဘာလဲပါသွားလဲဆိုတော့ကာချာတွေမတူတော့ဥမာဂျပန်လူမျိုးဆိုလို့ရှိရင်သူတို့ရဲ့ delay ကဘလို့ကိုရီးယားဆိုလို့ရှိရင်သူရဲ့ delay ကဘလို့အဲ့တော့မတူတဲ့လူတွေကြားထဲမှာမတူတဲ့ delay တွေနဲ့မိုးတော်တော်လေးအဲ struggle လုပ်ခဲ့ရတာပေါ့နော်ဒါပေမဲ့အခုတော့မိုးတဖြည်းဖြည်းအဆင်ပြေလာပြီလို့မျိုးပြောရမယ်။ဘာဖြစ်လို့ဆိုတော့ အရင်တော့ဆိုလို့ရှိရင်အဆင်မပြေမပြေဘူးဆိုတဲ့စိတ်မျိုးနဲ့မိုးနေရဒါပေမဲ့အခုကျတော့ပုံစံကိုပြောင်းလိုက်တယ်အရင်တော့ဆိုလို့ရှိရင်အာကိုအဆင်မပြေဘူးဆိုလို့ရှိရင်နည်းနည်းခက်လလန်းနေပေမဲ့အခုကကျအဆင်မပြေလေစိတ်ထဲမှာအော် तू ကအဆင်မပြေဘူးဆိုပေမဲ့လည်းငါဒီလူနဲ့တော့ဆက်ပြီးတော့ပတ်သက်ဆက်ဆက်နေရအောင်ပါဖြစ်တော့ကြောင်းမို့လို့ငါပေါင်းသင်းဆက်ဆက်ရေးမှာပေါင်းသင်းဆက်ဆက်ရေးတစ်ခုနေနဲ့ငါရဲ့ social circle တစ်ခုနေနဲ့တော့ငါဆက်ပြီးတော့ဒီလူနဲ့အဆင်ပြေအောင်ဘယ်လိုသွားရမလဲဆိုတဲ့ဟာကိုတဖြည်းဖြည်းလူရည်လေလာတယ်လို့ပဲပြောရမှာပေါ့နော် ဆဆဆကျွန်တော်မို့အဲ့လိုမျိုးဟန်ဆောင်တဲ့ဟာမျိုးတွေမှာမို့ကိုကိုနည်းနည်းလိပ်ပြမလုံတော့ဖြစ်တယ်ဘာဖြစ်လို့ဆိုတော့ကိုကဒီလိုမကြိုက်နေပေမဲ့လေကိုကသူ့ရှိမှာပြုံးပြီးတော့ချက်ဟန်ဆောင်ရတာဟုတ်အဲ့တော့ဒီအမမို့ဘာရည်သတိထားမိလဲဆိုတော့ဘောနော် လူတွေကအသက်ကြီးလာရတယ်နဲ့မြကိုကဟိုရန်သူတွေထက်မိတ်ဆွေတွေပိုတိုးဖို့လူတွေပေါ့နော်ကဲမိတ်ဆွေအနေနဲ့မဖြစ်လာဘူးဆိုရင်တော့မှရန်သူအနေနဲ့မကြံခဲ့ဘူးတော့ရေးကြည့်ရဲအဲ့တော့မိုးကနောက်ပိုင်းနေမှာဆိုလို့ရှိရင်ဟိုလူတွေ အရင်လေ့လာတာပေါ့နော်အရင်တော့ဆိုလို့ရှိရင်မိုးဒူတွေအဲ့လိုလေ့လာမယ်ဆိုရဟာမိုးနားမလည်ခဲ့ဘူးနားမလည်ခဲ့ဘူးဆိုတာဥမာအဲလှုပ်ရှားရှားလှုပ်တယ်ကိုတောင်းဝန်ကိုကြည်အောင်လှုပ်တယ် ကိုပြောပြချင်ပြောတယ်အဲ့လောက်ကြီး close ဖြစ်ပြီးတော့အဲ relationship တစ်ခုပေါ့နော် close relationship မှာ colleague ဆိုလဲ colleague classmate ဆိုလဲ classmate အဲ့လိုဖြစ်တဲ့အချိန်တွေမရောက်လဲမူအတွက်ပြဿနာမရှိဘူးမဟုတ်ဘူးတယောက်တည်းနေတယောက်တည်းလုပ်ရဲဆိုတော့အဆင်ပြေဒါပေမဲ့ဒီမာလန်နေရဲ့ခါကျတော့ကြောင်တက်နေရဆိုပေမဲ့လည်းမတို့ကြောင်က group project တွေတအားများတယ် individual assignment တွေ group project တွေလောက်တာအားများတဲ့ခါကျတော့ကိုတယောက်ထဲလို့ရုံနဲ့မပြီးဘောနော်မပြီးရဲ့ခါကြတော့အဆင်မပြေဘူးဆိုလို့ရှိရင်ဒီဟာတွေမှာနောက်ဆက်တွဲဆိုးကျိုးတွေကအများကြီးရှိလာတာပေါ့ ်ဆိုတော့ကမိုးနောက်ပိုင်းတွေမှာဘယ်လိုမျိုးလေးမဖြစ်မနေဟန်ဆောင်မှုလို့လဲဆိုတဲ့ဟာကိုနားလည်လာလို့နားလည်လာလဲဆိုလို့ရှိရင်လူတွေရဲ့ကိုယ့်ရဲ့ဒီ network တစ်ခုကောင်းမှု social circle တစ်ခုကောင်းမှုဆိုတာက မဖြစ်မနေလိုအပ်မဲ့ဟာမျိုးလေးရှိတယ်ဥပမာအဲလူတွေကိုအကဲခတ်ရမယ်ပေါ့နော်ပထမဦးဆုံး လူတောင်းနဲ့စပြီးတော့ပေါင်းမယ်ဆိုလို့ရှိရင်အော်ဒီလူကဘယ်လိုပုံစံမျိုးရှိလဲ။ तू ကဘယ်လိုအထာမျိုးလေးရှိလဲ။ तू ကဘယ်လိုပုံစံမျိုးလေးကြိုက်လဲ။ तू ကဘယ်လိုမျိုးပေါင်းရင်တော့အဆင်ပြေတယ်။ तू ကဘာလေးပေးလိုက်ရင်တော့ကိုဘာပြန်ရနိုင်တယ်။အဲဒါမျိုးလေးတွေကိုစပြီးတော့အကဲခန့်ရမယ်ဆိုတာမိုးနေနဲ့နားလဲလာရပေါ့နော်။ဘာဖြစ်ဆိုတော့อืม Now work ကလည်းမဖြစ်မနေရေးကြီးရဲ့ຢာရဲမှာပါတယ်။မိုးကမိုးမြန်မာနိုင်ငံမှာမိုးဘလို့ပဲနေခဲ့နေတယ်။ဒီနိုင်ငံရောက်တဲ့အခါမှာမိုးမဖြစ်မနေနောက်ပိုင်းတွေမှာအလုပ်လုပ်ဖို့အတွက်မိုးရဲ့ connection တွေလိုလာမယ်။ပြီးတော့လို့ရှိရင်မိုးရဲ့ဒီចောင်းစာတွေအဆင်ပြေပြေနဲ့ပြီးဖို့အတွက်မိုးဒီလူတွေနဲ့မဖြစ်မနေအဆင်ပြေဖို့မိုးလိုလာမယ်။ပြီးတော့လို့ရှိရင်မိုးနေနဲ့လည်းတယောက်တည်းပေါ့နော် class တွေမှာ lonely မဖြစ်နေအောင်ပြီးတော့ဟိုဟိုလူကပယ်တယ်ဒီလူကပယ်တယ်ဆိုတဲ့ဟာမျိုးမဖြစ်နေအောင်ပေါ့နော်။မိုးဒီလူတွေနဲ့မဖြစ်မနေအဆင်ပြေဖို့လိုလာလိုလိုလာတဲ့ဆိုတဲ့အခါမှာမိုးလူကြောနဲ့အောင်တော့နည်းနည်း စပြီးတော့တင်ပြလာရတယ်ပေါ့နော်လူ journal post ဆိုလို့ရှိရင်ဒီလူနဲ့စပြီးတော့ပေါင်းကြည့်မယ်အဲသူရထားဘလို့ရှိလဲသူကဘလို့ပုံစံလေးကိုကြိုက်လဲသူကဘလို့မျိုးလေးတွားရင်တွားရင်အဆင်ပြေလဲပေါ့နော်ဒါမျိုးလေးစပြီးတော့လေ့လာရမယ်ဆိုတာမူနားလည်လာတယ်နောက်တစ်ခုကကြတော့အာအဆင်မပြေဖြစ်နေအောင်ပါပေါ့နော်ဟိုရုပ်ပြဆင်ပြေဖြစ်တဲ့အခြေအနေထိမရအောင်မိုးထိမ့်တက်လာရယ်ပေါ့နော်ဒါကမိုးဆက်ပြီးတော့လဲကိုယ့်ကိုထိမ့်ဝအောင်မယ်နောက်ထပ်ထပ်ပြီးတော့လဲအာမိုး ဒီထပ်ပြီးတော့အလုပ်ရမယ့်အလုပ်တွေမှာလည်းမူလူပေါင်းစုံနဲ့ထတွေ့ရအောင်မယ်ဆိုတဲ့ဟာကိုချိုပြီးတော့ညှော်လင့်ထားပြီးသားပေါ့နော်ဒါပေမဲ့အခုလက်ရှိမှာလည်းဥမာတစ်ခုခုအဆင်မပြေဖြစ်သွားရဲဆိုလို့ရှိရင်လည်းဒီအဆင်မပြေဖြစ်တဲ့ဟာပေါ့မှာငါဘယ်လိုမျိုးအာရုပ်ပြက်စင်ပြေရင်လည်းမပြီးဆုံးသွားအောင်ဘယ်လိုမျိုးလေး handle လုပ်ရမလဲဆိုတဲ့ဟာမျိုးလေးကိုလေးလာလေးလာပြီးတော့နားလေးလာရပေါ့နော်အဓိကကတော့ဟန်ဆောင်တက်လာတယ်လို့ပဲမပြောရမယ်။အရင်တော့ဆိုလို့ရှိရင်ကိုကကိုကိုရိုးသားနေတယ်ဟိုလူတွေနဲ့အတက်နိုင်ဆုံးကိုစိတ်အမှန်တိုင်းနေတယ်ဆိုလို့ရှိရင် ပြဿနာနေမယ်လို့မထင်ခဲ့ဘူးလေပေါ့နော်ဒါမျိုးအရင်တော့ငငယ်တော့ငငယ်တော့ဆိုတာ20ကျော်လောက်ကအဲတွေးခဲ့တဲ့အတွေးပေါ့နော်အခုဆိုလို့ရှိရင်မိုးသက်လည်း29ဝင်လာပြီတိတ်မကြတဲ့3လနှစ်လောက်ဆိုရင်မိုးက30 30လည်းဝင်တော့ပေါ့နော်ဆိုတော့ညာအခုမှတော့မိုးဒီလိုမျိုးမြင်နေဆိုတော့မိုးကနည်းနည်းတော့နောက်ကျနေပြီလို့ပြောလို့ရရပေါ့နော်ဘာဖြစ်လို့ဆိုတော့ကိုနေခဲ့ရတဲ့ပတ်ဝန်းကျင်လည်းမတူတာလည်းပါတာပေါ့လေဆိုတော့အခုဒီပြောင်းလာတဲ့ပတ်ဝန်းကျင်မှာမဖြစ်မနေဟန်ကိုဟန်ဆောင်လာရတယ်ပေါ့နော် ဒီဟန်ဆောင်တက်တဲ့ဟာကလည်းပညာတစ်ခုပဲဆိုတော့ဝန်အနေနဲ့နောက်ပိုင်းနေမှာဝန်နာလစ်လာတယ်။အဲ့တော့ဒီအခုနောက်ပိုင်းနေမှာလူတွေနဲ့ပေါင်းသက်ဆက်မယ်ဆိုလို့ရှိရင်လူတွေကမျိုးစုံမျိုးတွေ့ရတယ်ပေါ့နော်။အခုမြန်မာနိုင်ငံမှာနေတော့ဆိုလို့ရှိရင်ကိုယ့်လူမျိုးချင်းချင်းမလို့လာတော့မပြောတတ်ဘူး။ဒါမှမဟုတ်ကိုယ့်ရဲ့မြန်မာနိုင်ငံသားချင်းချင်းရပဲတောင်းတောင်းနဲ့အရန်ဟိုမှာဟိုရိုင်းပင်းကူညီကြလို့လာတော့မပြောတတ်ဘူးပေါ့နော်။ဒီရောက်တဲ့ဟာမျိုးတွေမှာဒီမတူတဲ့လူတွေရဲ့ပုံစံအမျိုးမျိုးပေါ့နော်။မိုးကတစ်နေ့တစ်မျိုးကိုလိလာရတယ်။ဥမာတနိုင်ငံတပုံစံဆိုရင်ဒီတပုံစံတစ်မျိုးပေါ့နော်။အဲ့တော့ ဒီလေးလာရတဲ့ဟာတွေမှာကိုကိုရိုင်းကလည်းမဖြစ်မနေဒါနဲ့လည်းရညီချွေဖြစ်အောင်နေဖို့မဖြစ်မနေဟန်ဟိုဟန်ဆောင်ရမယ်ဆိုတဲ့ဟာကိုလည်းဝန်နာလေးလာရပေါ့နော်ဆိုတော့ဒီ blog ထဲမှာမို့အဓိကပေးခြင်းတဲ့ message ကအသက်အရွယ်ကြီးလာရတဲ့အမြပေါ့နော်ကိုကအရင်ကြီးတကူတဲ့ဟိုကိုစိတ်ထဲမှာအရင်တော့ဖြစ်နေတဲ့ပုံစံတိုင်းနေလို့မရတော့ဘူးဆိုတဲ့အရာလေးကိုမို့နားလေးလာရဲဆိုတဲ့ဟာကိုအားလုံးနဲ့တူတူမို့ညှောက်ဝေပေးခြင်းတာအဓိကတစ်ချောင်းပေါ့နော်ပြီးတော့အရင်တော့ဆိုလို့ရှိရင်စိတ်ထဲမှာတွေးရတာအော်ငါယူသားတယ်ငါစိတ်ရင်အမှန်နဲ့ငါဆက်ဆက်တယ်ငါလူတွေနဲ့တိတ်ပြီးတော့စကားများများအဲ့လိုမျိုးရန် န်အချင်းမများခြင်းကိုအငင်းမပွားခြင်းကိုအဲ့တော့အတတ်နိုင်ဆုံးစကားကိုအနည်းဆုံးပြောမယ်ဆိုလို့ရှိရင်ငါဒီလူတွေနဲ့အဆင်ပြေမယ်ပေါ့နော်မို့လို့မျိုးထင်ခဲ့ရတယ်တကယ်တော့အဲ့လိုမျိုးမဟုတ်ဘူးအဲအသက်ကြီးလာရဲ့မြာပေါင်းသိဆက်ဆံရေးမှာလူတွေနဲ့ပြောနေရမယ်ဆိုနေရမယ်ပြီးသွားလို့ရှိရင်ကိုမကြိုက်လဲဟန်ဆောင်နေရမယ်အဆင်မပြေတဲ့အရာတွေဖြစ်ခဲ့နေတော့မှအတတ်နိုင်ဆုံးဒီအဆင်မပြေမှုကိုဘလို့အကောင်းဆုံးအခြေအနေနဲ့ရက်ခဲ့မလဲဆိုတဲ့ဟာကိုလေအာ ကင်တွယ်တက်ဖို့ကအရေးကြီးရယ်ဆိုတဲ့ဟာမျိုးတွေမှာမိုးတဖြည်းဖြည်းနဲ့နားလည်လာရယ်ပေါ့နော်ပြီးတော့ဟန်ဆောင်ရမယ်လူတွေနဲ့ပတ်သက်လို့ရှိရင်ဘယ်လိုဖြစ်ဖြစ်ကိုကအတက်နိုင်ဆုံးဟန်ဆောင်နေရမယ်အခုနောက်အေးပြီးခဲ့တဲ့လားတွေတော့မို့အရန် stress ဖြစ်နေတဲ့အထက်မှာဒါတွေလည်းပါတယ်မို့ကဟန်ဆောင်ရတဲ့ဟာတွေမှာလည်းမို့အရန်ပင်ပန်းနေရန်ပင်ပန်းနေဆိုလို့ရှိရင်အခုမို့အဲ့လို vlog တွေပါကြီးကြာသွားပြီဆိုလို့ရှိရင်အဲ့ ိလိုက်တော့မို့အရန် stress တစ်ခုခုဖြစ်နေတာဖြစ်ဖြစ်မဖြစ်လို့ရှိရင်မို့အဆင်မပြေနေဟာမှာဟိုအဆင်ပြေနေပါရဲ့ဆဲပုံစံမျိုးနဲ့မို့ဒီ YouTube ပေါ်တော့ဒီ Facebook ပေါ်တော့မို့ပြန်မတက်လာချင်တာပေါ့နော် ပြီးခဲ့လိုက်တော့ဆိုလို့ရှိရင်မို့ Facebook မှာပုံအောင်မတင်ဖြစ်ဘူးပုံအောင်မတင်ဖြစ်ဆိုတာဥမာဟိုကိုသွားစရာရှာသွားရဲပေါ့နော်ကိုကကို stress ဖြေလို့ရတဲ့အနေနဲ့တော့ဖြေတယ်ဒါပေမဲ့ပုံနေရိုက်ပင်မဲ့လေစိတ်ထဲမှာဘလို့ guilty ဖြစ်နေလဲဆိုတော့အော်ငါဒီပုံယူတင်ရမှာငါအပြစ်မှာအလောက်လဲငါပျော်နေရမှာမဟုတ်ဘူးငါအဲ့လိုမျိုးတင်ရမှာငါမတင်ချင်နေဘူးဆိုတဲ့စိတ်တွေပေါ့နော်အဲ့လိုယူလဲဖြစ်တော့ဘာဖြစ်မှန်းမသိဘူးရှိမှတော်တော်ဆူဆူတွေဖြစ်ညာပေါ့နော်ဒါပေမဲ့အခုကတော့နည်းနည်းလေးပြန်အဆင်ပြေလာပြီပြန်အဆင်ပြေလာရဲပြီးတော့ မိုးပိုဟန်ဆောင်တက်လာတယ်ပေါ့နော်ဟန်ဆောင်တက်လာတယ်ဒါဒါမှအများကြီးလိုသေးတယ်မိုးဒီထက်လည်းအများကြီးကြိုးစားရအောင်မယ်ပြီးတော့ဒီဟန်ဆောင်နေဆိုတဲ့ဟာမှာကိုတကယ်ကိုစိတ်ရင်းနဲ့ချစ်တဲ့တငယ်ချင်းတွေအဲချစ်သူကြီးစားတွေမိဘတွေတော့မပါဘူးပေါ့နော်ဒါပေမဲ့ဖြစ်မနေလူမှုဆက်ဆံရေးမှာ အဲဒီပေါင်းသီးဆက်ဆံရေးကောင်းမှုဆိုလို့ရှိရင်မဖြစ်မနေဟန်ဆောင်ကိုဆောင်ရမယ်ဆိုတဲ့ဟာတစ်ခုကိုလေ့လာသင်ယူမိတယ်အဓိကလူကြောနှက်ဖို့လိုတယ်လူတွေအကြောင်းကိုအကဲခတ်တတ်ဖို့လိုတယ်ပေါ့နော်မိုးရှင်တော့ထပ်ဆောင်လို့ရှိရင်မိုးပို့ပြီးတော့လူတွေအကြောင်းကိုလည်းနည်းနည်းပို့ပြီးကဲခတ်ထလာပြီးလို့မိုးထင်တယ်ပေါ့နော်ဆိုတော့ you know ဆိုလို့ရှိရင်မိုးကသူများကိုလည်းစိတ်ဝင်စားဘူးအဲသူများတွေဘာလုပ်နေလဲဘာဖြစ်နေလဲမိုးအလောက်ကြီးတဲ့လိုက်ကြည့်မနေဘူးပေါ့နော်ကိုယ့်ကိုကိုယ့်ကိုအိုင်အွန်ဆိုက်ကိုလို့ဆရာဆရာကိုယ့်ကိုလို့ပြီးတော့ကိုယ့်ရဲ့ဘဝလေးထဲမှာပဲကို space လေးထဲမှာပဲကိုပြိုနေတူပေါ့နော်ဒါမဲ့ ဒီရောက်လာပြီးရဲ့အခါမှာမိုးကလူတွေတခြားသူတွေဘာလုပ်နေလဲသူတွေအဲလူတွေရဲ့ပုံစံဘယ်လိုတွေရှိလဲလူတွေကိုဘယ်လိုမျိုးပေါင်းသင်းဆက်ဆံမှာအဆင်ပြေမလဲဆိုတဲ့ဟာတွေမိုးပူပူပြီးတော့နားလည်လာတယ်ပြီးတော့မဖြစ်မနေမိုးတို့တွေကဒီ social cycle ရှိမယ်ပြီးတော့လို့ရှိရင် networking ကတော့မဖြစ်မနေလို့ကိုလုံးနေမှာပါဘလို့ဆိုတော့ပေါင်းသင်းဆက်ဆံရေးကဒီကိုယ့်ရဲ့နောက်ပိုင်းဒီဒီလုပ်ငန်းလုပ်တဲ့အခါတွေမှာလည်းအများကြီးအကျိုးသက်ရောက်မှုတွေဖြစ်လာမှာဆိုတော့ networking အတွက်လည်းလူတွေနဲ့မဖြစ်မနေပြောဆိုဆက်ဆံရမယ်ဆိုတော့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့မိုးက မရှိမနေလူကြောနှက်ကိုနှက်လာရမယ်ပေါ့နော်အဲ့တော့အဲအရင်တော့ဒွေးခဲ့တဲ့အတွေးတွေကိုဖျောက်တယ်ဖျောက်ပြီးတော့ လူတွေကြောင်ပို့ပြီးတော့နားလဲအောင်လေးလာတယ်လူတွေကြောင်လေးလာတဲ့အခါမှာလည်းလူတွေနဲ့ပဲသွားပြီးတော့ပေါင်းတဲ့ဆက်ဆံမှလေးလာလို့ရမှာအဲ့တော့လူတွေနဲ့စကားပြောကြည့်ရယ်ပြောကြည့်ရဲအခါမှာသူတို့ပြောတာကိုကိုကပို့နားထောင်တယ်ကိုပြောတာထပ်ပေါ့နော်ဥမာသူတို့ဘာတွေပြောလဲသူတို့အကြောင်းကိုပို့နားထောင်တယ်ပြီးရင်သူတို့အကဲခတ်တယ်ကဲခတ်ပြီးတော့မှဒီလူနဲ့တော့ငါဘယ်လိုမျိုးပေါင်းရင်အဆင်ပြေမလဲဒီလူနဲ့တော့ငါဘယ်လောက်ထိ close ဖြစ်လို့ရတယ်ဒီလူနဲ့တော့ငါဘယ်လိုမျိုးလေးသွားရင်အဆင်ပြေမလဲအဲ့ဒါမျိုးလေးနားလဲလာရယ်ပေါ့နော်ပြီးတော့ နောက်တစ်ခုကအဲ့လိုမျိုးဆူဆူဝိုင်းအခြေအနေဖြစ်နေခဲ့ရင်တောင်မှအတက်နိုင်ဆုံးအဲ့အခြေအနေလေးကိုပြန်ပြီးတော့အတက်နိုင်ဆုံးဘလို့အကောင်းဆုံး handle လုပ်လို့ရအောင်လဲဆိုတဲ့ဟာကိုစဉ်းစားပြီးတော့သွားတက်လာတယ်ပြီးတော့ hand ဆောင်တက်လာတယ်ပေါ့နော်ဒါ hand ဆောင်တက်တဲ့ဆိုတဲ့ဟာကိုလည်းပညာတစ်ခုအနေနဲ့မို့ကအားလုံးနဲ့တူတူပေါ့နော်မဖြစ်မနေအာ တက်ကိုတက်ရမယ့်ပညာတစ်ခုအနေနဲ့မို့ဒီ vlog ထဲမှာအဓိက share ချင်တယ်ပေါ့နော်လူတွေနဲ့ပေါင်းသင်းဆက်ဆက်ရေးကောင်းမယ်ဆိုလို့ရှိရင်ဟန်ဆောင်ရမယ်ပြီးတော့အဲ့ဒီပေါင်းသင်းဆက်ဆက်ရေးနဲ့ပတ်သက်လို့လေမို့အရန်ချီကျူးတဲ့ဟာတစ်ခုကတော့မို့ရဲ့အကောင့်လေးပေါ့နော်ဝဲကောင်လေကသူက social skill ကတော့အသေးကောင်းတယ်။သူကဘယ်လောက်ထိအောင်မှသူဟန်ဆောင်နိုင်လဲဆိုလို့ရှိရင်သူအဆင်မပြေနေလေ။အဆင်ပြေနေတဲ့အောင်ပြုံးပြီးတော့သူကဆက်ပြောနိုင်တယ်။မိုးကအလောက်ထိတော့မဟုတ်သေးပေမဲ့အဆင်မပြေနေရဲ့နောက်ပိုင်းနေမှာမိုးတဖြည်းဖြည်းနဲ့တော့ အမိုးအဆင်မပြေနေဘူးဆိုတာကိုလူတွေမသိအောင်မိုးတဖြည်းဖြည်းနဲ့နေတက်လာရပေါ့နော်ဆိုတော့ဒါကလည်း skills တစ်ခုအနေနဲ့မဖြစ်မနေလိုအပ်တယ်ဆိုတဲ့အကြောင်းလေးကိုပေါင်းသစ်ဆက်ဆံရေးကောင်းမှုအတွက်လိုအပ်တယ်ဆိုတဲ့အကြောင်းလေးကိုမိုးကဒီ vlog ထဲမှာအားလုံးနဲ့တူတူမျှဝေပေးခြင်းပါတယ်နောက်ထပ်အ vlog တွေမှာလည်းမိုးဖြည်းဖြည်းဖြည်းချင်းမိုးရဲ့ experience တွေအဲမိုးမပြောစရာ story လေးတော်တော်များများရှိရပေါ့နော်ဘာဖြစ်လို့ဆိုဒီမှာလန်နေရဲ့6လောက်မှာမိုးလေးလာထားတဲ့အဲ့လိုမျိုးလေးလာရတဲ့လူတွေအကြောင်းနေပြီးတော့ ဒီအကြောင်းနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်မာဆန်နဲ့ပတ်သက်ပြီးတော့မိုးမှာ share ပေးခြင်းတဲ့ဟာလေးတွေရှိရဲပြီးတော့တော်တော်များများပေါ့နော်မွေး lifestyle နဲ့ပတ်သက်ပြီးတော့လည်းမိုးပြပြချင်တာလေးရှိပါတယ်ဆိုတော့မိုးမိုးနောက်ထပ် vlog တွေမှာမိုးပြန်တွေ့ကြပါမယ်ဆိုတော့ဒီနေ့အားလုံးပဲဒီလောက်ပါပဲ see you in my next vlog bye bye